ီနေ့ခေတ်ကလေးတွေပါပေါ့နော်တို့ရောဒီ high school ပြီးသွားပြီဆိုလို့ရှိရင်ဘယ်နိုင်ငံမှာကြောင်တက်တက်ချင်လဲဆိုတော့တို့ရောအခုငွေကလေးကကြိုပြီးဆုံးဖြတ်ထားကြတာများပါပေါ့နော်အော်ကျွန်တော်အိမ်ဟာတူတယ်ဒီမားတွေကိုမေးပြမယ်ဒါ high school ပြီးသွားပြီဆိုလို့ရှိရင်ဘယ်နိုင်ငံမှာအကြောင်းသွားတက်ချင်လဲအဲဆက်ချင်တယ်ဆက်အဘာလို့လဲအာ I like the environment like, their mountains are very beautiful okay တမီးရောအကြောင်းပြအကြောင်းပြီးသွားလို့ရှိရင်ဘယ်နိုင်ငံသွားချင်တာဂျပန်ဂျပန်သွားချင်တာ ်ဘာလို့ဘာလို့သွားကျင်တာအဲ scenery လာလို့ scenery လာအောင်ငွေနဲ့ဂျပန်လိုက်လဲမလဲအရင်သွားကြည့်ကြပါသမီးကဟိုဟာစင်ကူမှာဘာသွားတက်မှာ64ဘာတက်မှာဘာ64 64 okay အဘယ်ကျောင်းမှာတက်မှာအထန်လင်းထရပ်စကူမှာထန်လင်းထရပ်စကူမှာတက်တယ်မှာအဲ့အဲ့ရနေပြီလို့ရှင်သမီးပဲဆက်သွားကြင်လားပြီးတော့ရှင်အင်္ဂလန်အင်္ဂလန်ဆက်အာ okay thank you ကြားတဲ့အတိုင်းပဲ ။အော်ဒီကလေးတွေဖြစ်ချင်တဲ့ဆန္ဒကိုလမ်းကြောင်းပေါ်ရအောင်တက်မှတ်ပေးဖို့ကကြတော့မိဘတွေရဲ့အရေးကြီးတဲ့ကိစ္စဖြစ်သွားတယ်။အတော့ကလေးတယောက်အတွက်ကြောင်ရှာရတာကြောင်ရွေးချယ်ရတာပြီးရင်သူတို့ဘယ်နိုင်ငံကိုသွားမှလဲဆိုပြီးတော့နိုင်ငံဆုံးဖြတ်ရတာတွေကဒီကလေးအတွက်ကောမိဘအတွက်ကောအရန်ကို pressure များတဲ့ကိစ္စပေါ့နော်အဲ့ဒီကိစ္စကို AACC နဲ့ကြောဖြတ်သွားဖို့အတွက်အကြံကောင်းတစ်ခုရှိပါတယ် အဲ့ဒါတော့ higher education ပွဲ2025ဆိုရဲ education expo ပေါ့နော်ဒီပွဲမှာဆိုလို့ရှိရင် American, Australia, Singapore ပါဝင်နိုင်ငံပေါင်း20ကျော်ကတက္ကသိုလ်ကြီးရောပြီးလို့ရှိရင်ဒီတက္ကသိုလ်ကြီးရဲ့ကိုယ်စားလှယ်ရောဒီပွဲကိုလာကြမှာကိုကဒီတက္ကသိုလ်ကြီးမှာတက်ချင်တယ်ဆိုလို့ရှိရင်အကြောင်းဘလို့ရှားဝါလဲသူတို့စီမှာ scholarship တွေဘလို့ရှိလဲဆိုတာကို direct လာပြီးဆွေးနွေးလို့ရတယ်ဟုတ်ဒီပွဲက higher education ကိုရည်ရွယ်ထားဆိုတော့ high school ပြီးကံကြီးចောင်းသားတွေနိုင်ငံသားမှာចောင်းသားတက်ဖို့အတွက်ပြင်ဆင်နေတဲ့ចောင်းသားတွေအကုန်လုံးနဲ့တက်ဆိုင်တယ်အသက်14နှစ်နဲ့အထက်လူတွေအကုန်လုံးလာပြီးဒီပွဲကိုလာ join တင်တယ်ပေါ့เนาะအဲ့တော့ဘလို့မျိုးတက်ကတူတွေပါဝင်มาလဲဆိုတော့ကိုက business management ကိုစိတ်ဝင်စားတဲ့ចောင်းသားတွေအတွက်ဆိုလို့ရှိရင် business business admin and marketing ရှိမယ်ပြီးရင် accounting and finance leadership and communication ဒါမျိုးဘာသာရပ်တွေကိုသင်ပေးနိုင်တဲ့ចောင်းတွေပါဝင်မယ်အဲ့ဒါအပြင်ကိုကအခုဆိုလို့ရှိရင်ခက်ကအရန်ကိုတိုးတက်ပြောင်းလဲလာတဲ့ခက်မှာ AI တွေလည်းပေါ်လာပြီအဲ့တော့ AI နဲ့ပတ်သက်တဲ့အကြောင်းတွေအဲပြီးရင် programming ပြီးရင် cyber security ဒါမျိုး ID နဲ့ပတ်သက်တဲ့တက္ကသိုလ်တွေပါဒီပွဲမှာအကုန်လုံးပါမှာ။ဟိုကဒီတက္ကသိုလ်တွေမတက်ခင်မှာအခြေခံခိုင်မာခြင်းတဲ့သူမျိုးဆိုလို့ရှိရင်လည်းဒီပွဲမှာ foundation program တွေကိုသင်လို့ရရဲအကြောင်းတွေအများကြီးပါတယ်။အဲ့တော့တို့တွေနဲ့လာတွေ့သင်ရိုးတွေကဘာတွေသင်ပါလဲဘာတွေလုပ်မှလဲဆိုတာဒီဒီလူချင်းတွေ့ပြီးတော့ကိုဆွေးနွေးနိုင်တယ်ပေါ့နော်။ ဲ့တော့ဒီလိုအခွင့်အရေးမျိုးရမယ်ပွဲကတော့ဒီပွဲမှာပဲရှိပါတယ် Higher Education ပွဲ2025ပွဲကြီးကသူကလာမယ့်ဇူလိုင်လ12ရက်နေ့ကနေပြီးတော့13ရက်နေ့2ရက်ပေါ့နော်အဲစီရိုနာဟိုတယ်ရဲ့ Grand Ballroom မှာကျင်းပမှာအချိန်ကတော့မနက်10:00နာရီကနေပြီးတော့ညနေ4:00နာရီထိရှိမယ်အဲ့တော့ဒီပွဲကိုလာခြင်းတဲ့သူတွေအနေနဲ့ကတော့ Education Fair မြန်မာကနေပြီးတော့ register လုပ်ပြီးတော့အကုန်လုံးအခမဲ့လာလို့ရပါတယ် အော်ဒီ register လောက်တားရဲ့လူတွေကဒီဘွဲကိုအခမဲ့လာခွင့်ရတဲ့အပြင်ပေါ့နော်ဒီ Serona Hotel မှာတရက်နေထိုင်ခွင့် luxury staycation ကိုလည်းပါဝင်ကန်ဆန်ခွင့်ရမှာအဲ့တော့ပုံမှန်တိုင်းကြောင်းလိုက်ဆောင်ရမ်းမယ်ဆိုလို့ရှိရင်ကွာအရန်ပင်ပန်းနဲ့တနီးယာပြီးတနီးယာသွားတစ်ခုပြီးတစ်ခုသွားအဲ့လိုမျိုးသွားရတဲ့အပြင်ကိုခက်ခဲတာပေါ့နော်အဲ့တော့ဒီဘွဲကိုလာလိုက်မယ်ဆိုလို့ရှိရင်ဒီကြောင်းနေအကုန်လုံးတစုတစည်းတဲ့ပေါ့တွေ့ရတဲ့ခါကျမပင်ပန်းတော့တဲ့အပြင်ကိုဒီပညာရှင်တွေနဲ့လည်း direct ဆွေးနွေးခွင့်ရမှာဆိုတော့ဒီဘွဲကတော့လက်လွတ်မခံသင့်တဲ့ဘွဲပဲပေါ့နော်ဒီကြောင်းသားမိပါတွေအတွက် ါကတော့ဒါပွဲလာတက်မဲ့ចောင်းသားနဲ့ចောင်းသားမိဘတွေနဲ့တွေ့ပြောပါဘောเนาะနောက်တစ်ခုကကြတော့ဒီပွဲမှာပါဝင်ခြင်းနဲ့အဲဒီနိုင်ငံတကာအဆင့်မြေပညာရေးအဖွဲ့အစည်းတွေနောက်ပြီးတော့ဒီ education consultancy တွေအနေနဲ့လည်းပါဝင်ခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီ education fair မြန်မာကို Facebook page ကိုသွားပြီးတော့အကုန်လုံးဆက်သွယ်လို့ရပါတယ် boost လို့ရပါတယ်အဲ့တော့ဒီ information လေးကအားလုံးအတွက်အရန်ကိုအဖို့တံမဲ့တင်လို့ sharing လုပ်ပေးလိုက်တာပါပွဲနေကြလို့ရှိရင်ကျွန်တော်ရေရောအဲ့ဒီပွဲမှာအတူတူရှိနေပါမယ်ကဲအားလုံးပဲတက်တာပါ